ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့စတောင်းစတောင်းစတောင်းတတိထားပါပေါ့နော်စတောင်းစတောင်းကဘာဖြစ်နေလဲဆိုဒီမှာ55မိနစ်ဆို5မိနစ်ရအောင်ပါပါစတောင်းစတောင်းတရင်လေးကိုဘုံကများတဲ့အကူကြီးတောင်းကြီးလို့ပါတဲ့သခိုင်းတိုင်းရာတော်မြို့နယ်တလဲပါနဲ့စဘာတွင်ပြည်သူစစ်ရွာများအတွဲတဲ့စစ်ကူပြစ်ကူတောင်းခံတာတောင်းခံလာတာမရရှိသေးပြင်ဓာတ်မြန်ပြောကြားပေးစီလို့ပါတယ်တဲ့အရာတော်မြို့နယ်တဲ့ စဘာတွင်ပြည်သူစစ်ရွာနေနဲ့ရွာရဲ့အနောက်ဘက်ရှိတိုက်ခိုက်ရရှိထားတဲ့စိတ်ဖြူကြီးကာကင်းစခန်းများတိုက်ခိုက်နိုင်ရန်မင်းမှုမျိုးနဲ့စပ်ကျင်းရွာမှာ PDF များအရာတော်မျိုးနဲ့ကျောက်စရိကံရွာ PDF များနဲ့ကဲပါရွာ PDF များမှာ900ဟူရွာ PDF ရွာနဲ့ပူးပေါင်း၍စိတ်ဖြူကြီးရွာအနောက်ဘက်တမိုင်ခန့်အကွာအဝေးရှိဦးမောင်ကိုရဲ့တရချံနဲ့ တိုက်အဆောက်အဦးတွင်စကမ်းချလျက်ရှိပါတယ်တဲ့ပြည်သူ့စကမ်းများကိုဝင်ရောက်တိုက်ခိုက်ရန်ပြင်ဆင်နေခြင်းဖြစ်ပါတယ်တဲ့ဒါကြောင့်အထက်ပေါ်ဘက်ကနေရာကို PDF စကမ်းများအားလေကြောင်းမှတိုက်ခိုက်ချိန်မုံပေးနိုင်ပါရန်ကိုဘုံမှတစဉ်ပြောပြစေချင်ပါတယ်တဲ့စတော်မဟုတ်ဘူးဒါအရာတော့စတော်ကဒီမှာအတန်ပိုင်းနဲ့ပြောခိုင်းထားတယ်စဘာရင်းပြည်သူ့စစ်ရွာနဲ့တလဲပါပြည်သူ့စစ်ရွာမြို့ပေါ်တွင်နဲ့တက်နေမှလက်နက်ခဲရန်ရိတ်ခါများပူပေးမရအောင်အဓိကပြတ်တော့တာတဲ့နေရာကတော့900ဟူး ်ပီဒီအက်ရွာပဲဖြစ်ပါတယ်တဲ့900ရဟုပီဒီအက်ရွာသည်စဘာတွင်တလဲပါပြည်သူစစ်ရွာများအားအရာတော်မြို့သို့သွားသည့်လမ်းမပေါ်တွင်တည်ရှိပြီးပြည်သူစစ်ရွာများ၏အနောက်မြောက်ဘက်နှမိုင်ကန်သုံးမှန်ကန်အကွာမှတည်ရှိပါတယ်တဲ့900ဟိုရွာ PDF ဒီတဲ့အရာတော်မြို့နယ်အရှိတောင်ဘက်ချမ်းရှိ PDF ရွာများအနက်လက်နက်အင်အားလူအင်အားအကောင်းဆုံးနဲ့အများဆုံး PDF ရွာကြီးဖြစ်ပါတယ်တဲ့ဝက်လက်မြို့နယ်ဘက်မှ PDF များပါပူးပေါင်း၍အထိုင်ကျနေရာဖြစ်ပါတယ်တဲ့ နေမြေကန်အများစုကထိုင်းနိုင်ငံဘက်တွင်နဲ့တွားရောက်အလုပ်လုပ်ကန်လျက်ရှိပြီးဒေသခံ PDL များထံထောက်ပို့အများဆုံးပြုလုပ်ပေးနေကြပါတယ်တဲ့။ဒါကြောင့်900ဝ PDL ရွာဟာတဲ့ဝက်လက်မြို့နယ်ဘက်ကစီရီယန်ခေါင်းဆောင်လူရုံမှဒေါက်တာဒေသဆန်းရဲ့ဇာတိဖြစ်တဲ့ရွှေအိုးရွှေအိုးကြရွာမှ PDL များကိုပါ ခေါ်ယူကျွေးမွေးထားပါတယ်တဲ့။ဒါကြောင့်မို့အရာတော်မျိုးနဲ့စေမံကန်းကွာဝေးတဲ့စဘာတွင်နဲ့ တလဲပါပြည်သူစေရွာတွင်ကြားမှာ900ဝပီဒီရဲ့ရွာကထီရောက်စွာပိတ်ဆို့ထားသဖြင့်လမ်းကြောင်းဖြတ်တောက်ခံရရပါတယ်တဲ့ဆယ်လားခန့်ရှိနေပါပြီတဲ့ဒါကြောင့်ပေါ်ပြပါပြည်သူစေရွာများမြို့ပေါ်များဆက်သွဲသွားလာနိုင်ရဲ့အတွက်ကြားမှာပိတ်ဆို့ထားသော900ဝရွာပီဒီရဲ့ရွာအားအပြည်တန်ချေမှုန်ရှင်းနေနိုင်ရန်ကိုဘုံမတစဉ်သက်ဆိုင်ရာပုဂ္ဂိုလ်ကြီးများတန်းကူညီတင်ပြပေးစေလိုပါတယ်ခမရပြည်သူစေရွာမှာလဲ900ဝပီဒီရဲ့ ခေချာရှင်လင်းရေးဆောင်ရွက်ရင်အတင်းပါခမားတဲ့900ရို PDF ရွာကောင်းငင်မှာစစ်တပ်လေဒီဖြင့်အပြည်တန်ချိန်မုံပေးစီလိုပါတယ်တဲ့အရာတော်တက်နေသူတဲ့စီရင်နဲ့ပတ်သက်တဲ့တရင် အချက်လက်များပေးဖို့ပါကတဖက်ရန်သူမှကြိုတင်သိရှိရနေသည်ဟုကြားသိရပါတယ်တဲ့နာမကစစ်တနာချုပ်ထံကိုသာတင်ပြပေးစီခြင်းပါတယ်ခမားတဲ့900ရို PDF ရွာနဲ့ပတ်သက်လာရင်အရာတော်တက်နေမှာတာဝန်ရှိသူများက ယခင်ကလေးကလစ်လူရှူထားပါတယ်တဲ့ငါရဟိုပီဒီရဲ့ရွာကိုရှင်းလင်းပေးဖို့တောင်းဆိုရင်ရွာအပြင်ကသာလက်နက်ကြီးနဲ့အနေငယ်ပြစ်တယ်ဆိုုံသာပြည့်၍လှုပ်ဆောင်ပြလေးရှိပါတယ်တဲ့တကယ်လှုပ်ချင်ရင်ငါရဟိုရွာအရှိတောင်ပိုင်းကသိုးသူရဲ့အိမ်ဟာပီဒီရဲ့စခန်းမှာတဲ့ထိုးအတူတဲ့ငါရဟိုရွာရဲ့အရှိမြောက်ရှိတရတော်ကျောင်းတိုင်းနဲ့ကျောင်းတိုင်းအရှိဘက်တွင်ငါရဟိုရွာပီဒီရဲ့နဲ့ဝက်လက်မြို့နယ်ဘက်မှာပီဒီရဲ့များစခန်းရှိပါတယ်တဲ့ ရှင်းလင်းခြင်းလေးနေရာတည်ထားပြီးပါပြီခင်ဗျာတဲ့နော်အဲ့ဒါတခုစတော်ကကြတော့ခင်ဗျားတို့ဒါကတော့ကျွန်တော်ကတော့ပြောပြတာပေါ့နော်ဟိုကျွန်တော်ပြောခဲ့ပါတယ်ဟိုဟာဗါလဲအခုကျွန်တော်တို့ဂံကောအဲဟန္တာဝီတို့မြောင်ခရမ်းတို့ကြံတာတို့အခုကြံတာတို့ဘာလို့ဆိုပါသွားတယ်နော်နှစ်ချောင်းရှစ်ဖလန်းနော်ကျွန်တော်တို့ကပြောခဲ့ပြီးတယ်နော်ဒါပေမဲ့လောက်တာမလောက်တာကျွန်တော်တို့ကလုတ်ပိုင်ခွင့်ရှိရလို့တွေမဟုတ်ဘူးတမား စတော်ကအတန်နဲ့မှတင်ပြပေးတယ်တေချာတော့နားတော်ရမယ်သူ့အတန်နဲ့နဲ့ဟိုကဖြစ်တယ်ဟိုတော့ဟိုဝင်ဆက်တေလာဆက်လေးရနေရနေ့လယ်7နာရီခွဲ7နာရီလောက်မှာထန်းတော်စိတ် PDF ဖွဲ့ကလာပြီးစတော်စခန်းကိုဖြစ်တယ်စခန်းတော့ဘာမှဖြစ်မတော်ဘူးအခုတရင်ရနေတာ အကြောင်းကုန်းရဲ့ထန်းတော်စိတ်အောင်မတော်ရွာသာစင်ကျော်စီရာတချို့ကိုအဲ့ဖို့ရေပေါင်းပြီးတော့ဒီတကြံပြီးရဆောင်စခန်းကိုစီးဖို့ရာကုတရင်ရနေတယ်အဲ့ဒါလေးကိုချုပ်တင်ပြီးတော့ကိုစောကိုင်းအနေနဲ့နေနေပေးဖို့ရာတော်ဝင်စီလူကြီးများများစီကို က်လက်ပြီးတော့သတင်းတွေပို့ဖို့အခုကျွန်တော်အတန်းပိုင်းကိုပဲတင်တယ်တင်လို့ရပါတယ်ဘုဘုံကျွန်တော်လည်းအောက်ခြေနေပြီးတော့အဆက်တွေရှိသမျှသတင်းပို့ထားပါတယ်ဒါပေစီသူတို့ဘာမှမလုပ်ပါဘူးအခုတိဆုကုန်းမှာမရရာဘက်ကအဖွဲ့တွေရောက်ပြီးတော့ဆမ်းမော်မှာတက်ပြီးတောင်းနေပါတယ်တိဆုကုန်းဆိုတာက ုံတော်ရဲ့ရောက်ဘက်မှာစစ်တပ်အမြောက်တပ်ရှိပါတယ်အမြောက်တပ်နဲ့ကျွန်တော်ခမန်းကြီးနှမိုင်ခွဲသုံးမိုင်ခန်းလောက်မှာရှိတဲ့တစ်ချိုကုန်းရွာမှာပြည်ရဲ့ချမ်းဘက်မရေအခွဲတွေရောက်နေပါတယ်အဲ့တော့တစ်ချိုကုန်းနဲ့တစ်ချိုကုန်းပေါ်တော့အုံတော်အုံတော်ရဲ့မြောက်ဘက်မှာအမြောက်တပ်ရှိရဲ့နှမိုင်လောက်ပဲဝေးတဲ့နေရာမှာ PDF ကတောင်းနေတာတဲ့နောက်ပတ်စံတောင်းနေရတယ်အဲ့တော့ဒါကအတန်ပိုင်းနေပေါ့ကျော် ဟိုကျွန်တော်တို့ကတိုင်းပြည်နဲ့နိုင်ငံလူမျိုးတွေလှုပ်လှုပ်ရတာခက်တယ်ကျွန်တော်တို့ဘက်ကလည်းလာပြီးတော့ဟိုဖြစ်တယ်ကျွန်တော်တို့ကတော့ကျွန်တော်တို့ပြောလာတဲ့ဥစ္စာတွေအားလုံးစစ်ထုတ်ပြီးတော့ကျွန်တော်ကထည့်ထားတယ်ထည့်ထားကျွန်တော်ကတိုင်းပြည်ကိုကောင်းသိခြင်းလို့ချစ်လို့ကျွန်တော်တို့ကပြောပေးတာနော်ဘယ်သူမှဘာမှဟိုဟာစိတ်ထဲမှာမရှိဘူးကျွန်တော်တို့တကယ်လို့တော့အခုလဘကတိုင်းမူရနေပြီးတော့မဟာသပိတ်ကျင်းနေအဥမာတခုပေါ့အစင်ကူးတွေလက်ပံလာတွေပြန်ရပြီးရေဆိုဟာ ်ဒီအစီအင်းဒီပတ်စဉ်38ကငါတို့ဘုဇုံဥကျော်ကိုတိုင်ကအရန်တော်ရာအာနာမကတိုင်မူကြီးဘုဇုံမျိုးမင်းတွေဒေသ26ကအရန်တော်ရာဟမ်ချက်ချင်းဒီလိုဖြစ်နေတဲ့အချိန်မှာငါတို့တိုင်းပြည်နိုင်ငံလူမျိုးတွေကိုအားကိုးရတဲ့တော့တိုင်မူတွေဟာဒါမျိုးလာမှာကျွန်တော်တို့ကဒါမျိုးဒါမျိုးအဲကျွန်တော်ရဲ့စိတ်ဒါကျွန်တော်ရဲ့အတွင်းသဏ္ဍာန်စိတ်ကကျွန်တော်တက်မလို့ချစ်တဲ့စိတ်တက်မလို့သားဒီပုံမှာချစ်တဲ့စိတ်နဲ့เนาะအဲ့တော့အထဲမှာတော့ဗာဖြစ်နေတယ်ကျွန်တော်မသိဘူးဗောနော် ဟိုလက်နဲ့ခရင်မရတာလားဘာအဲ့တော့ကျွန်တော်တော့မသိဘူးအဲလက်နဲ့ခရင်မရလို့ဟိုမဖြစ်တာဆိုရင်တော့အဲ့ဒါတော့လက်ရှိတာဝန်ရှိနေတဲ့လူကြီးတွေကအထက်ကိုနော်ညှိကိုကြီးကြီးတွေတရင်ပို့ပြီးတော့မှပြောရမှာတော့ဒါကခမရုကိစ္စကျွန်တော်တို့ပြည်သူတွေကနိုင်နေကြတာပြောစစ်နိုင်နေကြတာသိရမလားနိုင်နေကြတာတိုက်နေကြတာတိုက်စစ်ပို့ပြီးတော့တွယ်နေကြတာပြောသိရမလားအဲ့လိုမျိုးအဲ့လိုမျိုးဒါပေမဲ့ ကျွန်တော်ကတော့တိုက်စစ်မှုကိုတွေ့သေးချင်တာပြောတာဒီရှမ်းမြောက်မှာဆိုလေဆမ်ဆေ30နဲ့အဒီအိုမဒီအိုမကဟိုဘက်ရွှေညောင်ပင်မရောက်သေးဘူးဟိုဘက်မှာဆိုလေမရီယာလောက်ပဲဟိုဘက်မှာဆိုလေဟိုနေ့ကလည်းအလောင်းလက်နဲ့ရတယ်နော်တိတယ်တိတယ်ဟိုမှာအဲဒီဘာမှာလားစူးချရဘလောက်လဲသိလားနော်စူးဘလောက်ချလိုက်တယ်တိကြမှာပေါ့နော်တယောက်ကို တနတ်တွေရလာတာကျွန်တော်ရှိမှရှိတယ်တော့ဥမာတို့ DNA တွေဝိဇုံတွေနဲ့အလက်နက်တွေနဲ့အကြည်စံတွေနဲ့အောင်မြင်မှုတွေရလာတယ်ဆိုရင်အဲရလာရလာတယ်စူးချတာဘယ်လောက်လဲကိုယ့်ဘာကိုယ်ပဲသိကျွန်တော်ကလိုင်းမမမပြောပါဘူးနော်အားနာလို့ပါကျွန်တော်မပြောတာတွေအများကြီးပါနော်မပြောတာတွေအများကြီးပါအားနာလို့နော် စုဘလောက်စီချလိုက်တော့ကိုဘကကိုစုချတဲ့လူတွေတည်တယ်။နော်အဲ့ဒါကြတော့ပြောတော့ပါဦးဗျာ။ဟိုက်ပြောတော့လေခင်ဗျားတို့အရင်ကျွန်တော်မုန်းနေကြတာဆိုတော့နော်ဟိုကိုတချို့သောလူတွေကကိုရဲ့လို့ရဲ့မမှန်ကန်တာကိုကြတော့ဖုံးထားတယ်၊ဖာထားတယ်၊ထေးထားတယ်၊ဖိထားတယ်။နော်တချို့ကအဲ့ရကျွန်တော်ကိုပြောလိုက်သေးတယ်။နော်သူတို့တွေ KTV သွားတဲ့ပတ်စံတော်မရှိပါဘူးဗျာ။ကျွန်တော်တို့စုချတဲ့ပတ်စံရတဲ့ နော်နော်ကျွန်တော်တို့စုကြရင်အဲ့လိုမချအောင်ရအနည်းဆုံး10သိန်း10သိန်းချရ10သိန်း10သိန်းရော့10သိန်းရော့ဟုတ်ပြီလား10သိန်းတော့သွားဆွေးတာရော့ဒါမျိုးချတာအဲ့လောက်ကလေးတော့ကျွန်တော်ပြောရင်သဘောပေါက်မှာပါဗောနော် နှစ်လက်ရလာတယ်အင်းကြီးဝစားလေးနဲ့ပုံလေးနဲ့ပို့တယ်နော်စိတ်တော့မကောင်းဒါပေမဲ့ကျွန်တော်ချနိုင်ပါတယ်အဲ့ဒါတော့ကျွန်တော်ပြန်မပြောချင်လို့ပေါ့ဗျာဒါဒီပြောရင်မကောင်းပါဘူးနော်အဲ့တော့စုလေးတဲ့ကိုတပည့်သားသမီးတွေများများဆဆချစမ်းပါဘာဖြစ်လို့လဲအလောင်းလေးလက်နဲ့တည်းရရင်စုချလိုက်စမ်းပါ တီလို့ပြောတာပြီးကျွန်တော်ကလည်းခင်ဗျားတို့ကမုံမှာမုံမှာပါမုံကြပါဗျာเนาะမုံကြပါเนาะမုံတော့လည်းဘာဖြစ်တော့ဗျာဝင်သွားရတော့လည်းလိုက်ရှင်းပေးမှာပေါ့ရှင်းပေးမဲ့လူပဲပြောရမှာပေါ့ဟုတ်တယ်မလားเนาะအဲ့တော့ဟိုတမရို့ဖားရပြီးမှကုโจစီပွားရှာတဲ့လူတွေ ਨੇ ကျွန်တော်လည်းတော့မတူဘူးဗျကျွန်တော်ကအနာရှိနေလို့ အနာကိုကျက်စီခြင်းလို့အရက်ပြန်ထည့်ပေးတာနော်တက်မတော်ကအကြီးကဲတွေကိုဘောမပြီးတော့မှ ဖားရပြီးတော့မှ ကိုကျိုးစည်းဝါးရှာနေတဲ့လူတွေနဲ့ကျွန်တော်ဇော်ပွင့်ရင်းနဲ့တော့တူမှာမဟုတ်ဘူးနော်အဲ့တော့ကတော့ခမားတို့လည်းပညာတွေတက်ဘွဲတွေရပြီးတော့မှနော်အတိညာနေဉာဏ်ပညာတွေရှိနေတဲ့လူတွေပဲဗျာအဲ့တော့ကျွန်တော်ပြောရင်တော့သဘောပေါက်မှာပေါ့ ျွန်တော်ဘဝမှာမပြောတာတွေအများကြီးရှိပါတယ်ကျွန်တော်ရင်ကုန်နှုတ်ပစ်ပြီးတော့နေတဲ့အရာတွေအများကြီးရှိပါတယ်ကျွန်တော်အခု line ပေါ်မှာပြောနေတာက100ပုံမှတပုံပဲရှိပါသေးတယ်မြန်မာပြည်အများဆုံးငြိမ်းချမ်းပါသည်ရှင်တန်းရောက်နေတဲ့တက်မတော်သားတွေဘေးအန္တရာယ်ကင်းချင်းပြီးတော့မှနောက်တန်းကမိသားစုတွေနဲ့အများဆုံးပြန်လည်ပေါင်းဆက်နိုင်ပါသည်မလင်တန်းဘေးတင့်ပြည်သူတွေအားလုံးကိုလည်းကူညီနိုင်တဲ့ခရိုနီတွေပတ်စံချမ်းသာတဲ့ တိုင်းဝိုင်းရလူတွေနော်ဆယ်လီတွေရုပ်ရှင်မင်းသားမင်းသမီးတွေငလင်တန်ပေးတဲ့ပြည်သူလူထုတွေရဲ့လက်ကိုဆွဲပြီးတော့မှ သူတို့ရဲ့ဘဝလေးတွေကို အမြန်ဆုံးကူညီနိုင်တဲ့ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားကောင်းတွေပေါ်ထွက်ပါစေလို့မေတ္တာပို့ဆုတောင်းရင်းနဲ့ဒီလောက်ပါပဲခင်ဗျာ